အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ literature ပြချင်းနယ်လေးကနေပြန်လည်ကြိုဆိုလိုက်ပါရခင်ဗျာဒီနေ့မှာတော့ကျွန်တော်ဖတ်ပြတဲ့ဆက်ပြချင်းနယ်ဆောင်းမကောင်းလေးကတော့ဆိုင်းဆရာမောင်သားချိုရေးသားထားတဲ့တမိဖက်ဖို့နှလုံးသားရှုမျောခင်ဗျာဆိုတဲ့ဆောင်းထဲမှာဆောင်းမကောင်းလေးရဲ့ပုံကိုရွေးချယ်ဖတ်ပြတဲ့ဆက်ပြတဲ့မှာဖြစ်ပါတယ်ဆောင်းမကောင်းလေးရဲ့နာမည်ကဗနက်စာနှစ်ထပ်ကွန်းလို့အမည်ရပါတယ်ကျွန်တော်နဲ့အတူဒီဆောင်းမကောင်းလေးကိုနားဆင်ကြည့်အောင်ပါခင်ဗျာဗနက်စာနှစ်ထပ်ကွန်းတမိရေဒီတခါတော့လွန်ခဲ့တဲ့နှစ် Christmas ပွဲတော်နေ့မှာတော့အဖေဖေကျုံခဲ့ရတဲ့အဖြစ်အပျက်တစ်ခုကိုသမီးကိုပြောပြရရင်ကောင်းပါပဲလို့စိတ်ကူးရမိတယ်။အဖေတသက်နဲ့တကူမှာတော်တော်ကလေးကိုစိတ်ညစ်ယူခဲ့ရတဲ့ဖြစ်ရကလေးပါပဲသမီးရဲ့။သမီးတို့မိသားစုတို့စုနေကောလေးကျောင်းလေးတကူကိုရောက်ရှိသွားကြတော့ကအဲ့ဒီမျိုးကလေးမှာတိကျကျွမ်းကျင်ခင်ငယ်မင်းငယ်ရတဲ့မိတ်ဆွေတယောက်ရဲ့ဘလို့မှမထမထားတဲ့ဆက်ဆံမှုကနေရရှိလာတဲ့စိတ်ညစ်ညူးစရာဖြစ်ရကလေးပါပဲ။သမီးမှတ်မိသေးတယ်မဟုတ်လား။ ိမေရဲ့သမီးရဲ့အေယာဘရီမြကြီးလေးကတာကြီးအတိုင်းလမ်းလျှောက်ဖြစ်ကြတဲ့အခါတစ်ခါတစ်ခါအပြတ်မှာဝင်ဝင်ထိုင်ရတတ်တဲ့ကွန်ပျူတာနဲ့အမေတို့ကိုစားထောင်းထားတဲ့အင်ကဖေဖေမစ်ရီလီဟုတ်တယ်သမီးရဲ့သူ့အကြောင်းပါပဲသူကတော့အဲ့ဒီခရစ်စမတ်နေ့တော့ကသူ့ဖေဖေတို့ကိုဘလို့ဆက်ဆံမိလိုက်တယ်ဆိုတာကိုတော့တတိတော်မှထားမိခဲ့ရလားမပြောတတ်ပါဘူးအင်းလေးထားပါတော့သူတတိမုံမိတာမမုံမိတာတဲ့ဖေကတော့ဖေဖေရဲ့အမတ်ရကြတချို့ကိုသမီးငင်တာထင်တာပြန်ပြီးပြောပြချင်မိသေးတယ်သမီးရဲ့ တကယ်တကယ်တမ်းကြောကြစတဲ့ဆုံရရင်အဲ့ဒီပေပေမင်းဆွေဆိုတဲ့ပုဂ္ဂိုလ်ဟာစိတ်တဘောတာစိုးစိုးရွားရွားကြီးတဲ့ကလူတယောက်တော့လည်းမဟုတ်ပြန်ချဘူးသမီးရဲ့သူကသူ့မျိုးကလေးမှာအတန်အသင့်ပြည့်စုံတဲ့သူပါအနုပညာကိုလည်းခုံမင်းနေလीပြီးတော့သူကလူတစ်ပတ်သားကိုကိုညီဖို့အတွက်ဘယ်တော့မှလက်မနေတဲ့လူပြောရရင်သမီးရဲ့အစိမ့်တသက်မျိုးကိုရောက်သွားရတယ်ပဲပြီးတော့ကောင်မှသူကမိသားစုအရင်းချလို့ကူညီခဲ့တဲ့အတွက်သမီးတို့တို့ရာအချင်းတူတူနဲ့မိတ်ဆွေဖြစ်သွားခဲ့ကြတာမဟုတ်လား ဒါပေမဲ့လေလေကြောက်ကောင်းမရင်အနာမစင်ဘူးဆိုတဲ့စကားလိုများတော့မသိပါဘူးတမီးရဲ့အဲ့ဒီခရစ်စမတ်နေ့တုန်းကသူ့ဖေဖေတို့အပေါ်မှာအထင်မှတ်ပဲပြုံလိုက်တဲ့လူမှုဆက်ဆံရေးဆက်ကွက်တစ်ခွက်ကတော့တော်တော်ကိုယုံဆိုးလာတယ်လို့ပဲဖေဖေကတော့ခံစားနေနေရတယ်သူ့ပောင်းဝင်အဲ့ဒီမျိုးကလေးမှာပေပေတို့တွဲပြစ်ခဲ့ကြတဲ့အဆူဝေးကလေးကဒင်းငါ6ရောက်လောက်ပဲရှိမှာပါလေ။ရေစင်းကပါတယ်၊တရားစီရင်ရေးကပါတယ်၊စာအုပ်ဆိုင်ကပါတယ်၊ကြပြဆရာပါတယ်၊စာရေးဆရာပါတယ်။ဒါတော့ပါပဲ တပည့်တို့တွေစုမိတိုင်းလက်ဖက်ရည်ဆိုင်ထိုင်ခြင်းထိုင်ကြမယ်အကျော်ဆိုင်ထိုင်ခြင်းထိုင်ကြမယ်တခါတလေကြတော့မှဆက်တော့ဆိုင်ကလေးပါကလေးတွားခြင်းတွားကြမယ်အဓိကကတော့ဝိုင်းပွဲစကားပြောရတဲ့အရာတောင်အလုံးကတက်မှတ်ကြတာပါပဲသမီးအဒီခရစ်စမတ်နေ့မှာတော့ပြပြအခုသမီးကိုပြောပြနေတဲ့ဇလန်းမှာအဓိကပုဂ္ဂိုလ်ဖြစ်တဲ့ကွန်ဒူရာနဲ့မိသူကမစ်ဆွေကပြပြတို့အစုကလေးကိုသူ့အိမ်ကိုလာဖို့ဖိတ်ပါတယ်ခရစ်စမတ်ညမှာစာရင်တောင်းရင်စုံကြရအောင်နဲ့သူ့ရဲ့နှလုံးဝယ်ထားမယ် ညနေ9:00နာရီလောက်ထွက်ခဲ့ကြပါတော့တွေ့တော့မှအိမ်မှာတောက်ချင်ရင်လည်းအိမ်မှာစီစဉ်ရအောင်အိမ်မှာမကြိုက်ရင်လည်းတနည်းအရအဆန်းဆန်းထွက်ကြတာပေါ့လေပြောရရင်တော့တမီးရဲ့အဲ့ဒီခရစ်စမတ်ညနေကပြပီတို့တတွေဟာစုံလေးကြလက်ဖက်ရည်ဆိုင်ကလေးမှာစုဆောင်ချပြီးတဲ့နောက်ချင်းသားသူမစ်ဆွေရှိရာအိမ်ကိုတောက်ပြေခဲ့ကြတယ်လို့ပဲဆိုပါတော့ပြပီတို့တတွေသူ့အိမ်ကိုရောက်သွားကြတော့သူကအပြင်ကိုထွက်လို့ထွက်ခင်းတမီးရဲ့ဝေစားတွေကလည်းသူ့ကိုမြင်အောင် ဒါဟာဆောင်းမယ်လို့ပြောရတော့အောင်ကိုဝင်လို့အစားလို့သူ့အပြင်သူ့ဝေခန်းမှာတွေ့ရတာပေပေတခါမှမမြင်ဘူးတဲ့ညီနေစိနှစ်ယောက်သုံးယောက်ပေပေတို့တွေအဲခန်းမှာထိုင်ကြလို့ခဏပဲရှိသေးတယ်ပေပေမိတ်ဆွေကအရက်ပလင်းနှလုံးကိုစကူနဲ့ပဲထွက်လာပြီးဇပွဲပေါ်မှာအတင်းတင်တာကပေပေတို့ကိုစကားဆိုပါတယ်ဘလို့မှမထင်မထားတဲ့စကားလေးကဲဗျာစိတ်တော့မရှိကြပါနဲ့ဒီမှာလာခေါ်နေကြတာနဲ့တနေရအောင်လိုက်သွားကြရှိနေလို့ ကျွန်တော်တို့ဘွယ်အရင်နှလုံးကြူသွားပြီတနည်းအားသောတော့ကြဗျာအမီးဘူးလည်းကျွန်တော်ပြေးလိုက်ပါမယ်။အိုးဗျာမဟုတ်တာကပေတို့အားလုံးအထစ်တလန့်ရေရွတ်မိလိုက်ကြပြီမျက်နှာကြီးလည်းကွက်ခနဲပြက်ကသူ့အတင်းထိုးပေးလာတဲ့အရက်ပလင်းတွေကိုဆိုအတင်းပြန်ချထားခဲ့ပြီးကြိတ်ကောင်းအောင်နှုတ်ဆက်လို့ပြန်လာခဲ့ကြတာပါသမီးရဲ့အဲ့ဒီညနေကမေဆွေတဆုတို့ ARV နှစ်ကြီးပေးကတာကြီးပေါ်မှာတလန့်ချင်းတလန့်ချင်းလျှောက်သွားနေခဲ့ကြရင်ကကပေတို့ရဲ့စိတ်တွေဟာလည်းခြေလန်းနေနေတူ လင်းလန်ထိုင်မှန်နှုတ်လိုက်တာ။ဘာစကားမှမပြောကြဘဲကို့အတွေးနဲ့ကိုရှောင်နေကြရင်ကတခါတခါရေရွမိလိုက်ကြတာကခက်တယ်ဗျာ။မလွယ်ပါဘူး။စားတဲ့စကားတွေပါပဲ။ဟုတ်တယ်သမီးရဲ့တော့ခါကြီးကိုမလွယ်အောင်ခတ်အောင်တချို့လူတွေသုံးမိမိခဲ့ကြတယ်လေ။သမီးသမီးတို့သမီးတို့အဖို့သမီးတို့တွေနဲ့ပတ်သက်ထိစမ်းနေတဲ့အမေဆွေလေးစီကတချို့တချို့တော့အရာတွေကိုလိုချင်တောင်းတမိတာတော့အမှန်ပဲသမီး။ ်လက်ဖက်ရည်တစ်ခွက်ကို အလိုရှိတယ်။အရက်တစ်ခွက်ကိုအလိုရှိတယ်။ချမင်းတစ်နက်ကိုအလိုရှိတယ်။ဒါယာရီလက်လာလေးတစ်အုပ်ကိုအလိုရှိတယ်။ဘိုးဝင်ကောင်းကောင်းလေးတစ်ချောင်းကိုအလိုရှိတယ်။တစ်ခွက်ပန်းနှစ်လတစ်ခတ်ကိုအလိုရှိတယ်။ဒါပေမဲ့လည်းပေါ့သူကြီးတသက်ကိုတော့ပြင်ဖေဖေတို့အလိုမရှိမင်းဘူး။ဖေဖေတို့တွေသူချင်းနေကြတာလေးစားမှုပါတယ်လက်ဖက်ရည်တစ်ခွက်အတိအမှတ်ပြုမှုပါတယ်အရက်တစ်ခွက်စာနာမှုပါတယ်ခင်မင်းတစ်နက် ချက်ချင်းမြတာပါတဲ့ diary တအုပ်အမှတ်ရခြင်းပါတဲ့ပေါ်ပင်တစ်ချောင်းအကျဉ်းနာတရားပါတဲ့သက်ခွာပန်းတစ်ခတ်ဒါတွေကိုသာပြပြလို့ရခြင်းလို့ချင်းမိတတ်ကြရည်ဒီပြပြမှတ်မိနေသေးတယ်တခါကပြပြစီကိုပြပြရဲ့အကြောင်းကြီးပဲတငငချင်းတယောက်ရောက်လာတယ်သူကသဘောကောင်းမနှောကောင်းဖတ်အားမှတ်အားကောင်းကောင်းတယ်တခစ်ချင်းတွေ့စရာမိတ်ဆွေကောင်းတယောက်ပါသူပပစီရောက်လာတော့မှတော်တော်ကိုစီးပွားရေးပြည့်ရင်းနေရှာပါပြီ။ပပကိုတတိယလို့တဲ့လက်ဝင်လာတာ သူရောက်လာတော့တမင်းစားရှင်ကြီးသမီးရဲ့နေခင်ဆက်လက်နဲ့ထိုးလို့ထိုးခင်ပါပဲသူခင်ဗျာတမင်းမစားရသေးရှာဘူးလေဒါနဲ့ဖေဖေလေးဖေဖေအလုံးသားကဖေဖေစားနေကြတမင်းဆိုင်လေးရှိအောင်သူ့ကိုခေါ်သွားခဲ့လိုက်တယ်ဖေဖေကတမင်းဘွယ်နှစ်ဘွယ်ပြင်းခံလိုက်တဲ့အခါအံ့ဩသွားတဲ့တမင်းဆိုင်မရှင်ကိုတော့တငယ်ချင်းမသိအောင်မစီမိပြလိုက်ရတာပေါ့အင်းလေးမကြာခင်ကမှတမင်းလာစားသွားတဲ့ဖေဖေကအခုတခါပြန်လာပြီးတမင်းထက်စားနေရတာဖြစ်အံ့တော့လေအံ့ဩစရာပေါ့ပတ်တတ်နိုင်ဘူးလေ ေဘေကစပီးပြီလို့ဆိုတာသူ့ကိုလိုက်ကျွေးမယ်လို့ဆိုရင် သူကလိုက်စားမယ်တငယ်ချင်းမဟုတ်ဘူးပြီးတော့ဆိုင်မှာဘေဘေကငုတ်တုတ်ထိုင်းကြည့်နေတဲ့သူ့ရှိမှသူ့တယောက်တည်းစားနေရတဲ့အချိန်တစ်လျှောက်လုံးဘေဘေတို့ဟာဘေဘေတို့ဘဝတွေကိုဘလုံးနည်းနဲ့မိထားကြရမလဲဘေဘေကတော့ဒုက္ခရောက်နေတဲ့တငယ်ချင်းကိုနည်းနည်းပါးပါးအဆင်ပြေသူသူ့တယောက်ကကူညီနေရပြီဆိုတဲ့စိတ်ခံစားချက်ဝင်မလာစေပဲတငယ်ချင်းတယောက်တွေ့တုံးဆုံတော့တောင်းပြောမြောက်ပြောရေချာမောကြနေဒီမနက်ဆောင် ပေါ်ပေါ်ပါပါကလေးပြီးဆုံးသွားစေခြင်းနဲ့ဒါကြောင့်လဲပြပြပါမဆားရသေးတဲ့ပုံနဲ့ထမင်းကလေးကပပါထည့်ပြီးသူ့မနှက်စားထဲမှာဝင်ရောညီလိုက်ခဲ့တာပေါ့သမီးစဉ်းစားကြည့်လေပြပြကစားပြီးပြီလို့ဆိုတာသူ့တယောက်ထဲလိုက်ချွေးပြီးငွေထားရှင်းလိုက်လို့တင်မတက်ဒီထက်ပြောရရင်သမီးရဲ့ပြပြကစားပြီးပြီမို့ကိုလို့ကိုလဲလက်စားမဖြတ်ထားခဲ့ခြင်းလို့တငယ်ချင်းကိုမင်းတယောက်ထဲသွားစားလိုက်ကွာလို့ဆိုတာထမင်းကိုထုတ်ပေးလိုက်အဲ့ဒီမနှက်စားဟာ တန်းရရှာမရ။အင်းလီဖေဖေကတော့မနက်စာကိုလည်းနှစ်ထပ်ကွန်းစားခဲ့ပူပါတော့ခေါ်သမီးရဲ့။တငယ်ချင်းလှုပ်တဲ့သူကပွင့်ယုံခွင်းသားလေးမတွေ့တာချပီးဖြစ်တဲ့တငယ်ချင်းကသူစီလာလေပဲ။ပွင့်ယုံပိုင်ရှင်တငယ်ချင်းကပစံနေဟီနေရလို့မအားတဲ့အတွက်သူ့အလုပ်သမားကိုလှမ်းခေါ်ပြီးသူစီလာလေတဲ့တငယ်ချင်းကိုအပြစ်မှတစ်ခုခုလိုက်ကျွေးဖို့ခိုင်းတယ်။ဒါမျိုးကိုပဲပြီးတော့တွေ့ဘူးလေ။လူတယောက်ကအစည်းအုံကနေပေါ်မှာငါတားရှိယောဂကြီးနဲ့လဲနေတယ် တွေ့ရှင်လို့နဲ့အတွက်သူရဲဘော်ရဲဘက်တယောက်ကိုလူချုံနဲ့တရင်ပါလေအဲရဲဘော်ကပါလီရေတပလင်းလူချုံနဲ့ပို့လိုက်တယ်ဒါမျိုးကိုပဲပြီးလို့မြင်မှုတယ်ဘယ်မှာလဲလေးစားမှုဘယ်မှာလဲအတိမပြုံမှုဘယ်မှာလဲစာနာမှုဘယ်မှာလဲချစ်ချင်းမြတ်တာဘယ်မှာလဲမှတ်ရခြင်းဘယ်မှာလဲအချင်းသာတရားသမီးအမီးဘူးလဲပြေးလိုက်ပါမယ်ခမရတို့ဘာသာအပြင်မှာတွားထောက်ကြဗျာလို့ဆိုရင်ဇဝဲပေါ်မှာခြိုက်လာပြီးတဲ့ ရရှက်ပလင်းနှလုံးကိုပန်းနဲ့စွာကြော်ခိုင်ထားတဲ့ရင်ကဝေဘီတို့တတ်တဲ့ AR မြစ်ပေးကတာကြီးပေါ်မှာတီအီလျှောက်ပြန်ကြေကြာဖို့ပါတယ်။တခုသောခရစ်မတ်ညနေခင်းတော့ငါပဲပေါ့။အခုကျွန်တော်ဖတ်ပြတင်ဆက်ပေးခဲ့တဲ့ဆောင်းဝန်းကောင်းလေးကတော့အစာရေးဆရာမောင်သာချူရေးသားထားတဲ့သမီးဖက်ဖို့နှလုံးသားရှုမျိုးခင်များဆိုတဲ့အစာအုပ်ထဲမှာမနှက်စာနှစ်ထပ်ကွန်းလို့အမိရတဲ့ဆောင်းမောင်ကောင်းလေးတစ်ပုဒ်ကိုရွှေ့ချဖတ်ပြတင်ဆက်ပေးခဲ့ခြင်းဖြစ်ပါတယ်ခင်ဗျာ။ဒီဆောင်းမလေးမှာဆိုလို့ရှိရင် ကျွန်တော်တို့ဒီကိုုံနဲ့အတူတောက်ပူစားဖို့ကျွန်တော်တို့ခေါ်ထားရကိုဖိတ်ထားရတန်ငယ်ချင်းနဲ့အိမ်ကိုရောက်လာတဲ့အခါမှာကိုကမအားတဲ့အခါမှာပေါ့နော်ကိုမအားတဲ့အချိန်ကိုဒီလိုမျိုးပြည်ပြည်လေးလေးမပြောဘဲနဲ့ဘုံမလဲလဲမပြောဘဲနဲ့ဟောဒီအမင်းတို့တောက်ဖို့အတွက်အရေးပလင်းငါပေးလိုက်တယ်မင်းတို့တနေရာတောက်တောက်ကြဆိုတော့အဲ့လိုမျိုးဟိုလေးစားမှုမပါတဲ့ကျွန်တော်တို့နေနီးထိုင်နေရင် တကယ်တော့ကိုမအားရင်လည်းမအားတဲ့အကြောင်းပြောမယ်ကျွန်တော်တို့ငွေချင်းတွေငွေတွေးကြတယ်ဆုံးကြတယ်ဆိုရယ်ကျွန်တော်တို့တွေဒါကျွန်တော်တို့အချင်းချင်းကိုယ့်ရဲ့ငွေချင်းချင်းကြားရရရှိတဲ့ခင်မင်မှုရင်းနှီးမှုကိုကျွန်တော်တို့တွေဒါဖော်ပြခြင်းတစ်မျိုးပါပဲအဲ့လိုမှမဟုတ်ဘဲနဲ့ကျွန်တော်တို့တွေအဲ့လိုခင်မင်မှုရင်းနှီးမှုရေးစားမှုချစ်ချင်းမြတ်တာတွေစာနာစိတ်တွေမပါတဲ့ကျွန်တော်တို့လက်ဖက်ရည်တစ်ခွတ်ကော်ဖီတစ်ခွတ်အမင်းတစ်ပွဲဗနက်စာတစ်နက် ဒါမျိုးတွေကိုကျွန်တော်တို့တွေတကယ်လက်တွေ့မှာကျွန်တော်တို့တွေဘယ်သူမှနှက်သက်ခြင်းမရှိကြပါဘူးကျွန်တော်တို့ကျွန်တော်တို့ကိုပေးလာတဲ့လက်ဆောင်တွေရင်းနှီးမှုမပါတဲ့လက်ဆောင်တွေတကယ်ခင်မင်မှုမပါတဲ့ပစ္စည်းလက်ဆောင်တွေဒါတွေဟာကျွန်တော်တို့တကယ်လက်တွေ့မှာကျွန်တော်တို့တွေဒီပစ္စည်းမျိုးကိုကျွန်တော်တို့တွေကြားလိုက်ကြပြီးမြင့်ကျွန်တော်တို့စိတ်တွေမှာတကယ်တမ်းကဟိုအနေရခတ်ပါတယ်အဲ့ဒါမျိုးကြောင့်မလို့ဆရာမောင်သားချိုးက ဒီလိုအကြောင်းအရာလေးတွေကိုကျွန်တော်တို့စာဖတ်ပရိသတ်များကိုသိရှိနားလည်အောင်ဒီဆောင်းပါးလေးမှာရှင်းသားထားတာကိုတွေ့ရပါတယ်။အဲဒါကြောင့်မလို့နာဆင်းသူများအနေနဲ့လေဆရာမောင်ကဆိုရေးသားထားတဲ့သမီးဖက်ကိုအနေလောင်းကားရှုမျိုးခင်များဝင်ရင်းဆောက်ကောင်းလေးကိုဝယ်ယူဖတ်ရှုအားပေးရဖို့ကျွန်တော်ရဲ့ literature feature channel လေးမှာတိုက်တွန်းလိုက်ပါရခင်ဗျာ။နာဆင်းသူများအားလုံးဘီရန်ခတ်သိင်းကင်းငင်ကြပါစေ။ဒေါတာခတ်သိင်းကင်းငင်ကြပါစေ။စီရင်ခတဲ့ခင်ကြီးကြပါစေ။လောင်းဆယ်ပွင့်အေးချမ်းကြပါစေ။နားဆင်သူများအားလုံးပြည့်ရန်ကြောင်းကြဆင်းရဲခြင်းကိုစိတ်မပြ။ကျမ်းမာချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆန္ဒများလည်းတစ်လုံးတစ်ဝပြည့်စုံကြပါစေလို့ကျွန်တော်ရဲ့ literature fee channel လေးမှာနှာစင်ပြခဲ့ချာသူတူဦးပြောက်ချင်းစီကိုဆုတောင်းမြတ်တာပို့တာပေးလိုက်ပါရခင်ဗျာ။